မြန်မာနိုင်ငံကတက်လာတဲ့သတင်းတွေထဲမှာနားထောင်ရအခက်ဆုံးခံစားရအခက်ဆုံးသတင်းကတော့စစ်မှုထမ်းပေါ်တာဆွဲခံရတဲ့စစ်သားအစ်တတွေရဲ့သတင်းပါပဲမနေ့ကပဲကျွန်တော်တင်ခဲ့တဲ့သတင်းတစ်ပုဒ်ကဒဏ်ရာပြင်းပြထန်ထန်ရတဲ့ပြည်မေးဆွဲစစ်မှုထမ်းတွေကိုတပ်ပစ်ဖို့စစ်တပ်အရာရှိတွေကအမိန်ပေးတဲ့သတင်းပါပေါ့မြုံနယ်ထဲမှာဖြစ်နေတဲ့သတင်းပါအခုဖြစ်နေတဲ့သတင်းတွေပါမြန်မာပြည်စစ်မြေပြင်ကနေနောက်ထပ်ကြားရတဲ့သတင်းတစ်ပုဒ်ကတော့စစ်မှုထမ်းပေါ်တာတွေငိုပြီးတော့ တက်လာကြတယ်ဆိုတဲ့သတင်းမှာဘာလို့ငိုပြီးတော့တက်လာကြတာလဲဆိုတော့စစ်တပ်ရမှာကြောက်လွန်းလို့တေရမှာကြောက်လွန်းလို့ပါရှေ့မှာတော်လိုင်းရဲသမားတွေကနေပြီးတော့ပြစ်နေကြတယ်တက်လို့ရှိရင်သေမယ်မတက်ချင်ဘူးသူတို့ဟာတိုက်ချင်လို့စစ်ထဲကိုကိုယ်သဘောနဲ့ကိုယ်ဝင်လာကြတဲ့သူတွေလည်းမဟုတ်ပါဘူးဒါပေမဲ့ဟိတ်ကောင်တွေတက်ကြမဆုတ်နဲ့ပြန်ဆုတ်လာလို့ရှိရင်ပြစ်တတ်မယ်လို့နောက်ကနေချိန်ချောက်နေပါတယ်ချိန်ချောက်နေုံနဲ့မကပါဘူးနောက်ကနေပြစ်နေပါတယ်6ပြစ်ပြစ်တယ်ဆိုပေမဲ့ ဆုတ်ရင်တည်အောင်ပြစ်မှာအမှန်ပါပဲမတော်တဆမှန်သွားလို့လည်းအယောပေးမဲ့သူမရှိပါဘူးအသက်ကိုဘာနဲ့မှအယောပေးလို့လည်းမရပါဘူးအဲ့တော့ပေါ်တာစစ်မှုတန်းတွေဟာငိုပြီးတော့မျက်ရည်လွယ်ရွဲနဲ့တက်လာကြပါတယ်တော်လိုင်းသမားတွေရဲ့အနေနဲ့ကလည်းငိုပြီးတော့တက်လာတာဆိုပြီးတော့တနာနေလို့မရပါဘူးငိုပြီးတက်လာတဲ့ကောင်တွေကအလံမြူထောင်ပြီးတော့တက်လာကြတာမဟုတ်ဘူးလေတနတ်နဲ့တက်လာတာဗျတနတ်နဲ့တက်လာတာမှပြစ်ပြီးတော့တက်လာကြတာပါတနတ်နဲ့ပြစ်ပြီးတော့တက်လာတဲ့ကောင်တွေကို ငိုလွန်းလို့တက်မတက်ချက်မတက်ဖြစ်နေရင်လည်းပြည့်ရမှာပါပဲစစ်ပွဲဆိုတာတနာနေဖို့အချိန်မရှိပါဘူးသူများကိုတနာနေလို့ရှိရင်ကိုယ့်အသက်ပေးလိုက်ရနိုင်ပါတယ်ပေါ်တာစုမှုတန်းနေအနေနဲ့ကလည်းမပြစ်ဖဲမတက်ရဲပါဘူးမပြစ်ဖဲတက်လို့ရှိရင်ရင်ဆုံးတေးရမှာကသူတို့ကိုယ်တိုင်ပါပဲငိုပြီးတော့တက်လာတဲ့ကောင်တွေကိုပြစ်ချရတာတော်လှန်ရေးသမားတွေအတွက်ကလည်းစိတ်မချမ်းသာစရာအဖြစ်ပြက်ပါဒီအဖြစ်ပြက်ဟာတွေးကြည့်လေနာကြည့်ဒေါသထွက်စရာကောင်းလေပါပဲ စဉ်းစားကြည့်လေလေစစ်အာဏာရှင်ကိုဒေါသထွက်ဖို့ကောင်းလေလေပါပဲစစ်မတိုက်ချင်တဲ့လူငယ်လေးတွေကိုအတင်းအဓမ္မပြန်ပေးဆွဲပြီးတော့အတင်းစစ်တိုက်ခိုင်းတယ်တိမ်မာကြောက်လို့ငိုယိုနေကြတယ်အဲ့ဒါလို့ငိုယိုနေကြတဲ့လူတွေကိုအတင်းတက်ခိုင်းတယ်ဒီလူငယ်တွေမှာအပြစ်ရှိသလားလို့မေးလို့ရှိတယ်အပြစ်ရှိတယ်လို့ပြောဖို့ခက်တယ်လို့အပြစ်မရှိဘူးလို့ပြောဖို့ကလည်းအလွန်ခက်ပါတယ်သူတို့လှုပ်ရှင်လို့လောက်ရတာမဟုတ်တဲ့အတွက်အပြစ်မရှိဘူးလို့ပြောလို့ရှိရင်ရပါတယ်ဒါပေမဲ့ ်လှုပ်ချင်တယ်ပဲပြောပြောမလှုပ်ချင်ဘူးပဲပြောပြောသူတို့ဟာအလွန်မြင့်မြတ်တဲ့တော်လရင်သမားလူငယ်တွေကိုလက်တွေ့မှာတိုက်နေပါတယ်ပြည်သူလူထုကိုစက်ကျင်တဲ့စစ်ပွဲကြီးကိုလက်တွေ့မှာဆင်နွှဲနေပါတယ်သူတို့တနက်ကကြီးစံထွက်နေပါတယ်အဲ့ဒီတော့လှုပ်ချင်လို့လှုပ်နေတာပဲဖြစ်ဖြစ်မလှုပ်ချင်မနဲ့လှုပ်နေတာပဲဖြစ်ဖြစ်အပြစ်ရှိကိုရှိပါတယ်စစ်မတိုက်ချင်တဲ့လူငယ်လေးတွေနဲ့မတရားမှုကိုစက်ကျင်တော်လန်တဲ့လူငယ်လေးတွေကိုအချင်းချင်းတတ်ခိုင်းနေပါတယ် အချင်းချင်းတတ်နေကြပါတယ်ဘလောက်တောင်ဆိုဝါလာပါမလဲအဲ့ဒီလောက်ရဟာဘလောက်တောင်ကောက်ကျစ်ရုပ်မာလိုက်ပါသလဲအဲ့ဒီလောက်ရကိုလှုပ်နေတဲ့သူဖန်တီးနေတဲ့သူကတခြားမဟုတ်ပါဘူးစစ်အာဏာရှင်တွေဆိုတာအားလုံးသိကြပြီးသားပါကြည့်လိုက်စမ်းပါစစ်အာဏာရှင်ဆိုတဲ့လူဒန်းစားတွေအကုန်လုံးကကြီးကြီးတက်ချမ်းသာနေတဲ့တရေတွေကြီးပါပဲတော်ရုံတိုင်ရုံချမ်းသာတာမဟုတ်ပါဘူးကပအချမ်းသာဆုံး စင်းဝင်တွေဒေါ်လာတန်းနဲ့ချီချမ်းသာတဲ့သူတွေပါတချို့ဆိုလို့ရှိရင်ဒေါ်လာဘီလီယံချီပြီးတော့ချမ်းသာနေတဲ့သူတွေတောင်ရှိတယ်လို့ဆိုပါတယ်အခုတို့ဒီစစ်ကိုဆင်နွှဲနေတယ်ဆိုတာဘာအကြောင်းမဲအကြောင်းမျိုးမျိုးပြနေပြနေတကယ်အကြောင်းကအာနာမက်လို့အာနာယူလို့ပါပဲအာနာမက်တယ်အာနာယူတယ်ဆိုတာကလည်းဒေါ်လာတွေချမ်းသာတဲ့ထက်ချမ်းသာခြင်းလို့ပါပဲမဲခုလို့အာနာသိမ့်ပါတယ်ဆိုတာဘယ်သူမှမယုံပါဘူးဟုတ်မှာမဟုတ်တဲ့ဟာဘယ်သူယုံမှာမလဲအဲ့ဒါ သူ့လှုပ်လဲမဟုတ်ပါဘူးဘယ်ပြည်သူကမှလည်းမယုံကြပါဘူးပြည်သူတဲမှာအဲ့ဒါကိုယုံတာဆိုလို့မဘာတာဘုံကြီးနဲ့မဘာတာအစွန်းရောက်လူနောက်လိုက်တချို့ပဲရှိပါတယ်ဒါကလည်းအသိဉာဏ်ကိုနည်းလွန်းလို့ယုံကြတာပါအသိဉာဏ်နည်းလွန်းတဲ့အပြစ်မှာလူမျိုးရေးဘာသာရေးတိမ်တလာကြီးဖုံးအုပ်နေလို့ယုံနေကြတာပါဘာသာရေးစကားနဲ့ပြောရမယ်ဆိုလို့ရှိရင်မောဟသိပ်ကြီးနေလို့မမြင်နိုင်ဖြစ်နေကြတာပါဒီစစ်အာဏာရှင်တွေဟာသူတို့ပုံပြီးပုံပြီး ချမ်းသာခြင်းနဲ့လောဘဇောအတွက်လူငယ်တွေကိုအချင်းချင်းတတ်ခိုင်းနေတဲ့လောက်ရဟာမိတ်ဆွေတို့အချိန်နဲ့နဲ့ယူပြီးတော့စဉ်းစားကြည့်ကြကြပါဘလောက်တောင်မှရက်ဆက်ရုပ်မာတယ်လဲဆိုတာစဉ်းစားကြည့်ရင်တဖြည်းဖြည်းနဲ့ပေါ်လာတဲ့ကိစ္စမျိုးပါအလွန်သိတာပါတယ်အိမ်ကျက်ချင်းအိုမဲတို့ခုတ်ခိုင်းတဲ့လောက်ရမျိုးပါအိမ်ကျက်ချင်းအိုမဲတို့ခုတ်ခိုင်းတယ်ဆိုတာကိုတောကလူတွေကတော့ကောင်းကောင်းသိကြပါတယ်မြို့ကလူတွေ ကြားဘူးကြပေမဲ့ခံစားထားကြပါမလားမသိပါဘူးတမိတဲကပေါက်လာတဲ့ကြက်ဖခြင်းဟာမခွတ်ကြပါဘူးတခါတလေခွတ်လို့ရှိရင်လည်းညီကိုချင်းရံဖြစ်တယ်လို့နည်းနည်းပေါက်ပါပါပဲဘယ်တော့မှအသေးချင်းမခွတ်ကြပါဘူးဒါပေမဲ့အဲ့ဒီတိုက်ချက်တွေကိုမျက်နှာအိုမဲတုပ်ပေးပြီးတော့တိုက်ပေးတဲပေးလိုက်လို့ရှိရင်တကောင်နဲ့တကောင်နဲ့မှတ်မှတ်မိကြတော့အသေးချင်းခွတ်ကြပါတယ်ဒါတော်တော်ရုပ်ပါတဲ့လောက်ရပါအခုလုံနေတာအဲ့ဒါလိုလောက်ရမျိုးပါ အခုဆိုလို့ရှိရင်ဟိုဘက်ဒီဘက်တိုက်နေကြရတဲ့အထက်မှာညီကိုတွေတောင်တချို့ပါကြပါတယ်။သားဖာချင်းတောင်တစ်ဖက်စီကနေပြီးတော့တိုက်နေရတယ်ဆိုတော့တရင်လည်းပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်ကထွက်လာဘူးပါတယ်။အဲ့ဒါမျိုးတွေလည်းမနှဲပါဘူး။ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူး။မေတ္တာရက်ခတ်ပါတယ်။အဲ့ဒါလိုခိုးကူးပြန်တင်လုပ်တာတွေဟာ မီဒီယာရဲ့ရည်တည်ရေးအတွက်ကြီးကြီးမားမားအဟံအတားအနောက်ရှက်ဖြစ်လာနေပါတယ်။ ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေရှည်ရက်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာဒါတွေဒီလိုဖြစ်နေတာဟာစစ်အုပ်စုရုပ်မာလုံးလုံးဖြစ်နေတာတွေပါစစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့်ပေးဆက်နေကြရတာပါအခုဖမ်းပြီးတော့စစ်အတိုက်ခိုင်ခံနေရတဲ့ပေါ်တာစစ်မှုထမ်းလူငယ်တွေဟာ တနာလဲအလွန်တနာစရာကောင်းပါတယ်သူတို့ခင်ဗျမှာလွတ်အောင်မပြေးနိုင်ကြလို့မပြေးတတ်ကြလို့စစ်တပ်လက်ခုပ်ထဲရောက်ကုန်ကြတာပါဒီနေ့ခေတ်လိုစစ်ပွဲကြီးမှာဖိနှိပ်သူမတရားတဲ့သူဘက်ကနေပြီးတော့ဘယ်သူမှစစ်တိုက်ချင်ကြမှာမဟုတ်ပါဘူးလွတ်အောင်မပြေးနိုင်ကြလို့ပါသွားကြတဲ့သူတွေဆိုတော့တနာစရာကောင်းပါတယ်အများဆုံးပါသွားကြတဲ့သူတွေကလည်းအောက်ခြေကလူတွေစင်းရဲသားတွေပုံများပါတယ်အဲ့ဒါကဘတ်ကြောင့်အဲ့ဒါလိုဖြစ်ရတယ်ဆိုတော့မြို့ပေါ်ကလူတွေဖမ်းရတာကပို့ပြီးတော့ခက်လို့တော်စင်ဖမ်းကြတာပါ အခုတော့ကလူတွေအကုန်လုံးမြို့ပေါ်ကလူလက်တန်းစားတွေစီကိုနောက်တစ်ချိန်ပြန်ပြီးတော့ဥလက်လာနေကြပါပြီ။ဒါပေမဲ့တခြားတစ်ဖက်ကစဉ်းစားကြည့်လို့ရှိရင်လေတနာစရာမကောင်းတဲ့အပြင်တော်တော်ကြီးတောင်မှအမြင်ကက်စရာကောင်းတယ်လို့ပြောမယ်ဆိုပြောလို့ရနေပြန်ပါလေ။လွတ်အောင်ပြေးကြပါလားဗျာ။ဘာလို့သေလန်းကိုလိုက်သွားကြတာလဲ။သေခြင်းတော့လွတ်အောင်မပြေးကြတာလား။အေးလွတ်အောင်မပြေးကြတဲ့ကောင်တွေသေတာအေးတယ်လို့ပြောရတော့မလို့ဖြစ်နေပါလေ။ သူတို့ဘာသာတည်လို့ရှိရင်တနာစရာကောင်းချင်ကောင်းအောင်မယ်အခုတော့သူတို့ကမသိခင်သူများကိုတတ်ကြသေးတာလေသူတို့ပြစ်ခတ်နေကြတဲ့လူတွေကလူကောင်းတွေလူကောင်းတွေမှားလူကောင်းတွေတဲမှာမှအမြင့်မြတ်ဆုံးလို့ပြောလို့ရတဲ့လူငယ်တွေတော်လိုင်းရေးသမားတွေပါတိုက်ပြီးအတွက်အသက်ဆွန့်ပြီးတော့တော်လိုင်းရေးလှုပ်နေတယ်ဆိုတာအမြင့်မြတ်ဆုံးလို့ရအမြင့်မြတ်ဆုံးလူငယ်တွေပါအဲ့ဒါလိုလူငယ်တွေကိုသူတို့ကပြစ်ခတ်တတ်ဖြတ်နေတာဗျအဲ့တော့ကျွန်တော်ပြောသလိုအမြင်ကတ်စရာမကောင်းဘူးလား အမြင်ကက်ဆရာဆိုတာထက်တောင်မှပိုပါတယ်တော်တော်မုန်းဆရာကောင်းတဲ့လူတွေပါတော်တော်များများကဗုဒ္ဓဘာသာဝင်တွေပါကြက်ကလေးငှက်ကလေးတက်ရင်တောင်မှငရဲကြည့်တယ်လို့အယူရှိကြတဲ့သူတွေပါဗုဒ္ဓဘာသာဝင်မဟုတ်လို့တခြားဘာသာဝင်ဆိုလို့ရှိရင်လည်းဘယ်ဘာသာမှပဲဖြစ်ဖြစ်လူတက်တာကိုအားမပေးကြပါဘူးအခုမင်းတို့ကိုလူတက်တဲ့အလုပ်လုပ်ခိုင်းနေတာပါအဲ့ဒါကိုဖြစ်တဲ့နည်းနဲ့ညင်းကြရမှာပါဖြစ်တဲ့နည်းနဲ့ဆန့်ကျင်ကြရမှာပါလွတ်အောင်ပြေးကြရမှာပါဗမာပြည်က အသက်ငယ်ရွယ်တဲ့လူငယ်တွေအကုန်လုံးအနည်းနဲ့အများဆိုသလိုအဲ့ဒီလမ်းကြောင်းကိုလိုက်ကိုလိုက်ကြရမှာကျုံကိုကျုံကြရမှာပါအဲ့တော့လာဖမ်းမှ ပြေးမယ်ဆိုလို့ရှိရင်လွတ်ဖို့ခက်ပါတယ်ကြိုးကြိုးတင်းတင်းပြေးကြပါအဲ့ဒါလို့မပြေးလို့ရှိရင်တေလောက်တဲ့အန်ဒီယယ်ဆိုးကြီးကိုလည်းရင်ဆိုင်ရမယ်တမိုင်းမှာနာမည်ပြက်နာမည်ဆိုးကြီးလည်းတင်းကြံရစ်ခဲ့ပါလိမ့်မယ်နောက်တစ်ချိန်မှာကိုသားကိုသမီးကအရွယ်ပြန်ရောက်လာလို့ မေးလို့ရှိရင်တောင်မှအလွန်ရှက်စရာကောင်းပါလိမ့်မယ်အဖေငယ်ငယ်တုန်းကပြည်သူစစ်ကြီးဖြစ်နေတဲ့အချိန်မှာတော်လိုင်းရေးလှုပ်ခဲ့သလားလို့မေးပါလိမ့်မယ်အဲ့ဒါလို့မေးတဲ့အချိန်မှာတော်လိုင်းရေးတော့မလှုပ်ခဲ့ဘူးပေါ်တာဆွဲခံရလို့ဖိနှိပ်တဲ့စစ်အုပ်စုဘက်ကနေပြီးတော့တိုက်ခဲ့ရတယ်ဆိုလို့ရှိရင်တာသမီကအစနှကောင်းရှုပ်ရွှရှာတာမျိုးခံရပါလိမ့်မယ်အဲ့ဒါလို့အဖြစ်မျိုးနဲ့ရင်ဆိုင်ရပါလိမ့်မယ်တမိုင်းဆိုတာအဲ့ဒါပါပဲဘဝနဲ့ချီတဲ့ message ကြီးဆိုတာအဲ့ဒါပါပဲ ပူမွေလင်းလင်းနဲ့ရဲရဲဆက်ဆက်ပြောတတ်ကြတဲ့ generation alpha တွေကអော်အဖေကစစ်ခွေးကိုလို့ဝေဖန်ကြပါလိမ့်မယ်။ဟိုတလောကစစ်အုပ်စုလုပ်တဲ့ဝါရဖြန့်စကားမှာဝင်ပါတဲ့သူတွေကိုကျွန်တော်ကဝေဖန်တော့អော်သူတို့ခင်ဗျာစစ်အုပ်စုအကြက်ကင်တာကိုခံရလို့ပါနားလေပေးလိုက်ကြပါလို့ပြောတဲ့သူတချို့ကိုတွေ့ရပါတယ်။ပြောတဲ့သူတွေကလည်းနိုင်ငံခြားကလူတွေပါပဲ။ဒီနေ့ခေတ်ကအပြိုင်မှုတိတ်ကြည့်ပါတယ်။တောက်ဆုံမှုတိတ်ကြည့်ပါတယ်။လူငယ်တွေရဲ့ပိဆက်မှုကလည်းတိတ်ကြည့်ပါတယ်။ တိတ်သဘောကောင်းစာနာနေလို့ရတဲ့ခေမဟုတ်တော့ပါဘူးတိတ်အကြက်ကင်ခံရင်ထွက်ပြေးတယ်လို့ရှိရင်ပြေးရမှာပါထောင်ကြခံမို့လို့လို့ရှိရင်လည်းအကြက်ခံရမှာပါပဲမစာနာလို့ပြောတာမဟုတ်ပါဘူးအဲ့ဒါဟာကိုယ့်အလှည့်ကြလာတယ်ဆိုတဲ့အတိတ်ပဲပါပဲကိုယ့်အလှည့်ကြလာရင်နှဲ့နေလို့မရပါဘူးအဲ့ဒါလို့နှဲ့နေတာကိုနားလဲပေးလိုက်ပါလို့လုပ်နေလို့လည်းမရပါဘူးသူတို့ကိုစာနာပေးလိုက်ပါလို့ပြောရင်အသက်ပေးနေတဲ့လူတွေကိုမစာနာရရောက်ပါတယ်သူများတွေအသက်တည်ခံနေတဲ့အချိန်မှာကိုက ထောင်အကြလောက်တော့ခံသိရင်ခံရမှာပါပဲထွက်ပြေးသိရင်လည်းပြေးရမှာပါပဲပြီးမှထွက်ပြေးတယ်နိုင်ငံခြားကနေပြီးတော့អော်နေတယ်ဆိုပြီးတော့အပြစ်တွေဝေဖန်ကြတဲ့အတန်တွေကိုခဏခဏကြားရပါတယ်မှတ်မှားတယ်နိုင်ငံခြားကနေអော်တယ်ဆိုတာကပြည်ရမှာနေပြီးတော့တိုက်ပြည်အတွက်အလုပ်လုပ်နေကြတဲ့လူတွေလောက်တော့လေးစားချီးကျူးစရာမဟုတ်ပါဘူးတစ်စစ်နိုင်နေဆိုတော့ဗျာဒါပေမဲ့ပြည်တွင်းမှာမို့ဆေးအုပ်စုကဖိအားပေးလို့သူတို့အကြိုက် လုတ်ပေးလဲရပါတယ်ဆိုတဲ့သူတွေနဲ့နှိုင်းစာလို့ရှိရင်တော့နိုင်ငံခြားထွက်ပြေးတာကတော်သေးတယ်ဗျနိုင်ငံခြားကနေပြီးတော့អော်နေတဲ့သူတွေကိုလည်းသိအပြစ်မတင်ကြပါနဲ့နိုင်ငံခြားကနေអော်ကြတယ်ဆိုတာကလည်းတိုင်းချစ်ပြည်ချစ်စိတ်အမှန်တရားကိုမျက်နှိုးတဲ့စိတ်ရှိနေတယ်လို့អော်နေကြတာပါနိုင်ငံခြားရောက်နေတဲ့အချောင်သမားတွေကမអော်ကြပါဘူးအသာကုန်နေကြတာပါအဲ့ဒါကိုလည်းသိဖို့လိုပါတယ် နိုင်ငံသားကနေအော်နေတဲ့သူတွေထက်နိုင်ငံသားမှာအေးအေးဆေးနှက်နေတဲ့သူတွေကပိုများပါတယ်ခေတ္တိုင်းခေတ္တိုင်းမှာအချောင်ဆုံးအသက်တာဆုံးအလုပ်ကအချောင်သမားအလုပ်ပါအဲ့တော့အသက်18နှစ်နဲ့35နှစ်အကြာကလူငယ်တွေအတွက်ဆိုလို့ရှိရင်ရွေးစရာတိတ်များများမရှိတော့ပါဘူးကြားထိုင်နေခြင်းတော့မလွယ်တော့ပါဘူးတော်လိုင်းရဲဝင်ခြင်းဝင်မဝင်ခြင်းလွတ်အောင်ပြေးကြပါလွတ်အောင်မပြေးနိုင်လို့ရှိရင်သေလန်းကိုလိုက်ရပါလိမ့်မယ်သေရင်လည်းဂုဏ်ယူစရာမရှိသူများကိုတတ်ရလို့ရှိရင်လည်း ုံယူစရာမရှိဘလို့ပဲကြည့်ကြည့်ချက်စရာအလွန်ကောင်းတဲ့လမ်းကြောင်းကြီးပါမသိရင်လည်းတမိုင်း message ကြီးကကြမ်းခဲ့မှာပါမအားလားစစ်တပ်ထံမဝင်ချင်းလို့လွတ်အောင်ထွက်ပြေးလာတဲ့ကောင်ကွာဆိုပြီးတော့ဂုံယူမယ်ဆိုလို့ရှိရင်တောင်မှဂုံယူတံတော့လောက်ဂုံယူလို့ရပါသေးတယ်ရန်သူလက်ထက်အရောက်မခံဘူးလွတ်အောင်ပြေးတယ်ဆိုတာဂုံယူစရာကိစ္စပါပထမဆုံးကကိုဒေတာကိုအိမ်ကနေပြီးတော့လွတ်အောင်ထွက်ကြဖို့ပါကိုဒေတာကနေပြီးတော့လွတ်အောင်ထွက်ပြီးလို့ရှိရင်ပို့ပြီးတော့လွတ်တဲ့နေရာအထိပြေးကြပါရှောင်ကြပါဒီခေတ်မှာ လူငယ်ရဲ့အဖြစ်ကစိုးတော့စိုးပါတယ်ခစ်ကြီးကစိုးပါတယ်ကြားနေဖို့အလွန်ခက်ပါတယ်နိုင်ငံရေးကင်းရှင်းဖို့ဆိုတာအလွန်ခက်ပါတယ်လူကောင်းလှုပ်ချင်လှုပ်လူကောင်းမလှုပ်ချင်လူယုံမှလှုပ်ရမယ်ဆိုတော့ခစ်ကြက်ကြီးတဲ့ကိုဆက်ရောက်နေကြပါတယ်စစ်ကိုဘလို့မှမတိုက်ချင်ဘူးဆိုရင်လူယုံမှတော့မလှုပ်ကြပါနဲ့လွတ်အောင်ပြေးကြပါကြိုးကြိုးတင်းတင်းပြေးကြပါလို့ပဲတိုက်တွန်းရပါလိမ့်မယ်ဘာလို့ဒီလောက်တောင်မှတိုက်တွန်းနေရတယ်ဆိုလို့ဆိုတော့ အခုဆိုလို့ရှိရင်စစ်မှုထမ်းတွေဘလို့အဖြစ်ဆိုးတွေကြုံတွေ့နေရတယ်လဲဆိုတာကိုမျက်ဝါးထင်ထင်မြင်နေရလို့တိုက်တွန်းနေတာပါပေါ်တာစစ်မှုထမ်းတွေရဲ့အဖြစ်ကထူးခြားပါတယ်သူတို့ဟာလူခွေရေးအချိုးပေါက်ခံနေရသူတွေဖြစ်နေတယ်လို့တစ်ချိန်တည်းမှာပဲလူခွေရေးချိုးပေါက်နေကြတဲ့သူတွေလည်းဖြစ်နေပါတယ်သူတို့ဟာအရမအဖန်စီခံရတဲ့သူတွေဖြစ်တဲ့အတွက်လူခွေရေးအချိုးပေါက်ခံရတဲ့သူတွေပါဒါပေမဲ့သူတို့ဟာလူခွေရေးကိုအစွမ်းကုန်ချိုးပေါက်နေတဲ့လူတက်မရင်းတက်မတော်မှာ ပါဝင်စစ်မှုထမ်းနေတဲ့အတွက်လူခွင့်ရေးချိုးဖောက်တဲ့သူတွေလည်းဖြစ်နေပါတယ်။သူတို့ဟာလူယုံမာရဲ့အနိုင်ကျင့်ခံရတဲ့သူတွေပါ။သူတို့ဟာအနိုင်ကျင့်ရောက်မာတဲ့သူတွေလည်းတခြားတစ်ဖက်မှာဖြစ်နေပြန်ပါတယ်။လူကောင်းဘဝကနေပြီးတော့လူယုံမာမဖြစ်ချင်လွတ်အောင်ပြေးကြပါ။တသက်လုံးနောင်တရရမယ့်အဖြစ်မျိုးမကြုံချင်လွတ်အောင်ပြေးကြပါ။ကိုယ့်လက်မှာလူကောင်းတွေသူတော်ကောင်းတွေရဲ့သွေးမစွန့်ပေးချင်လို့ရှိရင်လွတ်အောင်ပြေးကြပါ။ နောင်တစ်လုံးနောင်တော့ကြရမယ်အဖြစ်မျိုးမကြုံကျင်လို့ရှိရင်လွတ်အောင်ပြေးကြပါဒီလိုခစ်ဆိုးကြီးတဲ့မှာလူယုံမာတွေဖန်းနာမခံရအောင်ပြေးတာကလည်းတာဝန်တရက်ပါလူယုံမာတွေရဲ့လက်ကလွတ်အောင်ပြေးနိုင်တာကလည်းအောင်မြင်ခြင်းတစ်ခုပါလူယုံမာတွေတိုက်ခိုင်းတဲ့စစ်ကိုမတိုက်တာကလည်းတော်လန်ရေးအတွက်အလုတ်လုတ်ချင်းတမျိုးဖြစ်တယ်ဆိုတာကိုတည်တည်ချာချာနားလည်ကြဖို့လိုနေပါပြီခင်ဗျာ